ငယ်ဤတဲ့ဘဝတစ်ခုရဖို့အချက်ရှိချက်မကင်ရှိပါတို့နိဗ္ဗာန်ရောက်ကြောင်းတရားတို့လို့ဆိုလိုက်ရင်လန့်သွားကြတယ်အထူးသဖြင့်လူငယ်တွေပေါ့တိတ်အစင်မြင့်နဲ့ကိုနဲ့ဝေးကွာတဲ့ကိစ္စတွေလို့ထင်ကြတယ်တကယ်တော့ကိုရဲ့နေ့စဉ်ဘဝမှာလည်းအသုံးချလို့ရပါတယ်ဒီနေရာမှာနိဗ္ဗာန်ဆိုတာနဲ့ပတ်သက်လို့စပြောခြင်းတယ် ။ငငယ်ကတော့အဲ့ဒါဟာပုံတစ်ခုပဲလို့ထင်ခဲ့ဦးတယ်။အဲ့ဒီကိုရောက်ရင်မြတ်စွာဘုရားနဲ့တောင်တွေ့ရမှာဆိုပြီးတော့ပေါ့။တကယ်တော့ဘုရားဘာသာအယူအဆအရနိဗ္ဗာန်ဆိုတာဘဝအသက်ထပ်မဖြစ်တော့ပဲရောရောနံရောချုပ်ငိမ့်သွားခြင်းကိုဆိုလိုတာ။အဲ့ဒီတော့နိဗ္ဗာန်ကိုယုံဖို့ဆိုရင်တန်တရားဆိုတာကိုပါယုံမှရတော့မယ်ပေါ့။ပြောရရင်ဒါတွေကတက်တည်ပြရလဲခတ်တယ်။နိဗ္ဗာန်တကယ်ရှိမရှိမပြောနဲ့။ နောက်ဘဝဘာဖြစ်ကြမယ်ဆိုတာတောင်ဘယ်သူမှသိချမသိဘူးကိုယုံကြည်မှုလေးလာမှုအရသာ ပြောနေကြခြင်းဖြစ်တယ်ကျွန်တော်ကိုယ်တိုင်ရောနိဗ္ဗာန်လိုချင်လားလို့မေးမလိုချင်ဘူးလူရှိအောင်ပြောရမယ်ဆိုရင်တော့ပြောလို့ရတာပေါ့ဗျာတကယ်စိတ်ထဲကနေတော့မလိုချင်သေးတာကိုဟာကိုသိတယ်ရုပ်တွေနံတွေချုပ်သွားရင်ငါကဘယ်ရှိတော့မလဲဆိုပြီးတွေးမိတော့မယ်ငါဆိုတဲ့ဆွဲလန်းမှုမပြောက်သေးမှတော့နိဗ္ဗာန်ရောက်ချင်တဲ့စိတ်ကဘယ်ပေါ်ပါမလဲ လိုချင်ပါတယ်ဆိုပြီးပြောနေတဲ့သူတွေလဲသူတို့ရဲ့နေစဉ်လူမှုဘဝမှာနေထိုင်ပြောဆိုတာကြည်လိုက်ရင်ကိုပဲတကယ်လိုချင်တာဟုတ်မဟုတ်ကိုသိနိုင်နေပေါ့ဒါဖြင့်ဘာဖြစ်ချင်လဲဆိုဘဝဆက်တိုင်းအစဉ်ပြေပြေနေချင်တယ်လူကောင်းဖြစ်ချင်တယ်တန်ဖိုးရှိတဲ့ဘဝတစ်ခုလိုချင်တယ်ဘဝတစ်ခုရလာရင်ဒုက္ခဆိုတာရှိလာမှာပဲဆိုပေမဲ့တတ်နိုင်သမျှတော့ဒုက္ခနည်းနည်းနဲ့နေချင်တယ် နော်အခုစက်ရေးမှာကလည်းကျွန်တော်လိုလူတွေအတွက်ရည်ရွယ်ပါတယ်။တန်ဖိုးရှိတဲ့အေဂျင့်နဲ့ဘဝတစ်ခုရဖို့လိုအပ်တဲ့အချက်ရှိချက်ပဲဆိုပါတော့။နံပါတ်၁မှန်သောလုပ်ရက်ကို့အကျိုးအတွက်သူတစ်ပါးအသက်ကိုမတက်ရဘူး၊မနှိပ်စက်ရဘူး၊သူတစ်ပါးပစ္စည်းမခိုးရဘူး၊သူများသားမယားမစော်ကားမကျွလွန်ရဘူး။ဒါဟာ၅ပါးသီလမှာပါတဲ့ရှေ့ဆုံးက၃ခု။ ။တနည်းအားဖြင့်ဒါတွေဟာရှောင်ရှားစောင့်ထိန်ရတဲ့ကိစ္စတွေဖြစ်ပါတယ်။လူဆိုတာကမဟုတ်တာမလုပ်ဘူးဆိုုံနဲ့တည်းမပြီးသေးဘူး။ဟုတ်တာတွေလည်းလုပ်ရမယ်။တာဝန်ကျေရမယ်။ကလေးဘဝမှာစားတော့တာအငြိကျေးစွန့်တာကစားလို့ကိုယ်တာဝန်တောင်ကိုမယူနိုင်သေးဘူး။ဆယ်ကျော်သက်အရွယ်မှာကြတော့တာဝန်တချို့ယူလာနိုင်ပြီ။ဒါတော့ငွေကြေးရမိဘပေါ်မိခိုနေရတော့မယ်။အဲ့ဒီလိုကနေမှအလုပ်ရလာတော့ကိုကိုကိုတာဝန်ယူနိုင်လာတယ် ကိုဖြစ်တည်တဲ့မိသားစုနောက်တစ်ဆင့်ကိုတိဆောက်တဲ့မိသားစုကိုမိတ်ဆွေဆွေမျိုးသားချင်းအဲ့ဒီကနေမှကိုမျိုးကိုနိုင်ငံအထိတာဝန်ယူနိုင်စွမ်းကိုချက်ချက်သွားရမယ်။ဒါကြောင့်လူဆိုတာမဟုတ်တာမလုံယုံနဲ့လူမပီတာဘူး။လှုပ်တဲ့လှုပ်ထိုက်တာလှုပ်ရမယ်။ယူသိယူထိုက်တဲ့တာဝန်ကိုယူရမယ်။ယူရခေါင်းမှန်းလဲသိရမယ်။ယူနိုင်စွမ်းလဲရှိရမယ်။ ဒါမှမှန်သောလုပ်ရ right action လို့ကျွန်တော်ကတော့ခံယူတယ်။နောက်နံပါတ်2မှန်သောစကားစကားဆိုရင်ပဲအစက်ကထွက်တာတခုတည်းမဟုတ်ပဲရေးတဲ့စာတွေ social media မှာတင်တဲ့ post တွေပို့တဲ့ message တွေစသဖြင့်ပါပါမယ်။ကိုကနေသူများကိုဆက်သွယ်အသိပေးတဲ့နီလန်းအကုံပဲဆိုပါတော့။အဲ့ဒီလိုတံပိုးရှိတဲ့စကားဖြစ်ဖို့အတွက်အချက်၅ချက်ဟောထားပါဗျ။ ကိုပြောတဲ့စကားဟာမှန်ရမယ်အကျိုးရှိရမယ်အချိန်အခါသိရမယ်တစ်ဖက်သားနာယူလိုတဲ့အနေအထားနဲ့ပြောရမယ်အချိန်သေးသလိုဆဲသလိုပြောတာမျိုးမဖြစ်ရဘူးပေါ့နောက်ဆုံးတစ်ချက်ကတော့မြတ်တာရှေ့ထားပြောရမယ်ကိုတာရဖို့ဖိနှိပ်ပြောတာမျိုးဒေါသနဲ့ပြောတာမျိုးမဖြစ်ရဘူးတနည်းအားဖြင့်ဒါတွေက communication scale လို့ခေါ်တဲ့ဆက်သွယ်ပြောဆိုတဲ့စွမ်းရည်တစ်ခုပဲ။ ်လုပ်ငန်းခွင်မှာလူနေမှုဘဝမှာဖြစ်တဲ့ပြဿနာတော်တော်များများဟာဆက်သွယ်မှုအဆင်မပြေခြင်းကြောင့်ဖြစ်နေရတာမို့ဒါတွေကိုသာအတုံးချနိုင်မယ်ဆိုအများကြီးအဆင်ပြေသွားနိုင်တယ်။နောက်နံပါတ်3မှန်သောအသက်မွေးမှုတခြားခုနှစ်ချက်ကိုသာပါဠိလိုပြောရင်မသိကြပါနဲ့ဒီတစ်ချက်ကိုတော့ကျွန်တော်တို့တွေမကြာခဏပြောမိကြတယ်တမာအာဇီဝါတဲ့ဒါကြောင့် ီရှစ်ချက်ဟာကိုနဲ့အဝေးကြီးမဟုတ်ဘူးလို့ပြောရတာပါကိုရဲ့အသက်မွေးမှုကြောင့်ထိခိုက်သွားတဲ့သူ မရှိသလောက်နည်းတဲ့အခြေအနေကိုတမာအာဇီဝလို့နားလည်ထားနိုင်ပါတယ်အလုပ်ရဲ့သဘောတဘာဝအရာကိုတမာအာဇီဝမဖြစ်တာတွေရှိသလိုဒီလောက်ကိုကိုအကျိုးအတွက်ပဲကြည်ပြီးလှုပ်ခြင်းကြောင့်တမာအာဇီဝမဖြစ်တော့တာတွေလည်းရှိမယ်မွေးရေးစေဝါရောင်းတာလူကုန်ကူးတာစတဲ့အလုပ်မျိုးတွေဟာ အလုတ်ဟူသည်။ဂုံရှိစွာဆိုတဲ့အထဲမှာတော့မပါနိုင်ဘူး။လူကုံတော့မကူးပေမဲ့ကို့ဝန်တန်းတွေပေါ်အလုတ်သမားအခွင့်အရေးချိုးဖောက်အနိုင်ကျင့်မယ်ဆိုရင်လေဒါဟာသမားအစည်းအဝမဟုတ်တော့ပါဘူး။တရားမျှတမှုကိုစောင့်ခြင်းပေးရမယ်တရားသူကြီးဖြစ်နေပေမဲ့လေလက်စားနေရင်တော့အလကားပဲပေါ့။အရက်ရောင်းဝယ်တာမကောင်းဘူးဆိုရင်တော့အရက်တုထုတ်ပြီးရောင်းတာကပိုဆိုးလိမ့်အောင်ပဲပေါ့။ဒါကြောင့်လှုပ်တဲ့အလုတ်ကကောင်းနေတယ်ဆိုတာ တမာစီဝမဖြစ်သေးပါဘူးမမှန်ကန်ကန်လဲလုပ်နေဖို့လိုပါတယ်ခေစကားနဲ့ပြောရရင်တော့ professionalism ပေါ့နောက်နံပါတ်၄ကတော့မှန်သောအားစိုက်ထုတ်မှုဒီနေရာမှာတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တာကိုဦးစားပေးပြောပါမယ်ကိုယ့်စီမှာမကောင်းတဲ့စိတ်တွေမဖြစ်အောင်တတိထားမယ်ဖြစ်လာရင်လဲမြ мян ဖယ်ရှားမယ်ကောင်းတဲ့စိတ်တွေ ဖြစ်အောင်မွေးမြူမယ် အမြဲမပြတ်ဖြစ်နေအောင်ကြိုးစားမယ်။ဟေတုပစ္စည်းရဲ့အတိတ်ပဲအတိုင်းပဲကျွန်တော်တို့ကိုလောဘဒေါသမောဟအလောဘအဒေါသအမောဟဆိုတဲ့ဒီစိတ်ချောက်မျိုးကအဓိကမောင်းနေပါတယ်။ကိုယ်စိတ်မှာဖြစ်နေတဲ့ခံစားချက်ပေါ်မူတည်ပြီးကိုတယောက်ထဲမှာကိုပဲလူပုံစံ6မျိုးကွဲသွားတယ်။ကိုယ့်ဟာကိုယ်ပြန်စဉ်းစားကြည့်။ဒေါသထွက်နေတဲ့အချိန်နဲ့မထွက်နေတဲ့အချိန်မတူဘူး။ အလောဘဝင်နေရင်လူကလူကျင်တန်းကျင်စိတ်ဖြစ်မယ်ပေးမယ်ကမ်းမယ်လောဘကဝင်လာတာနဲ့လူကိုတွန့်သွားတယ်ဒါကြောင့်ဟေတုပစ္စယောလို့ရွတ်တိုင်းရွတ်တိုင်းမှာဒီအချက်ကိုသဘောပေါက်ဖို့လိုပါတယ်မကောင်းတဲ့စိတ်တွေမဖြစ်အောင်ကြိုးစားရမယ်မတော်တဆဒေါသဖြစ်သွားတယ်ဆိုအတိလေးနဲ့ပြန်ထိန်မယ်အလောဘအဒေါသအမောဟတွေဝင်နေအောင်ကြိုးစားရမယ် မွေးမြူရမယ်။တရားထိုင်ရင်လေစူးစမ်းမှုကလိုအပ်တာပဲ။ဆက်ဆက်ချင်း5မိနစ်လောက်ထိုင်ကြည့်။တအားကြာနေတယ်လို့စိတ်ကထင်နေတတ်တယ်။ရက်ပိုင်းလောက်နဲ့လည်းဘာမှမသိတာလာတာမျိုးဖြစ်တတ်တယ်။ထိုင်နေရင်းနဲ့အိတ်ငိုက်လာတာတွေရှိမယ်။အဲ့ဒီအခါလက်မလျှော့နဲ့ဆက်ထိုင်ကြည့်။ရက်နေနေကြာလာတဲ့အခါတိတာလာလိမ့်မယ်။ပို့ပြီးလဲကြကြထိုင်နိုင်လာလိမ့်မယ်။ငွေရတဲ့အလုံးမှမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အလုပ်တွေမှာလည်းကြိုးစားအားထုတ်မှုကလိုအပ်ပါတယ်။နံပါတ်5မှန်သောတတိဆရာတော်ဦးစောတိကဟောသလို one thing at a time နဲ့တစ်ချိန်မှာတစ်ခုတည်းလုပ်ပါဆိုတဲ့သဘောပါပဲ။ခုနောက်ပိုင်းပြောလာကြတဲ့ multi tasking နဲ့တော့စန့်ကျင်ဘက်ဖြစ်နေမယ်။ဥပမာအလုပ်လုပ်ရင်းနဲ့ postcard တစ်ခုခုဖွင့်ပြီးနားထောင်နေမယ်ဆိုအရင်လုပ်လဲပြီးတယ် လေလေလေလာပြတဲ့ပေါ့သို့ဝင်မဲ့အရင်လောက်မှရောလေလာမှုမှာပါတရားရခိုင်နှုံးရဖို့တော့ခက်မယ်တခုခုမှအာနေသွားနိုင်နေနောက်တစ်မျိုးကလူကတနေရစိတ်ကတနေရဒါကပညာပဲတင်တင်အလုပ်ပဲလုပ်လုပ်ဘလို့မှအစင်မပြေနိုင်တဲ့ကိစ္စရုပ်ရှင်ကြည့်ရင်မုတ်စားတယ်ဆိုလေကိုယ်အာယုံကရုပ်ရှင်မှာရှိနေတဲ့အတွက်မုတ်တွေပိုစားမိသွားဖို့ပိုများမယ် healthy eating မဖြစ်တော့ဘူး။ဒါကြောင့်တတ်နိုင်သမျှ one thing at a time တစ်ချိန်မှာတစ်ခုတည်းလုပ်ပါဆိုတာကိုစဉ်းသုံးဖို့လိုပါမယ်။ခုနောက်ပိုင်း mindfulness နဲ့ပတ်သက်ပြီးလက်ကျင့်ခန်းတွေလုပ်လာကြတယ်ဆိုတာအဲ့ဒါပါပဲ။ကိုယ့်ရဲ့သတိကိုတဏှာထဲမှာပဲရှိနေအောင်လေ့ကျင့်တာ။ဥပမာနှာသီးပြားမှာရှိနေအောင်ပဲလေ့ကျင့်တာမျိုး။တဏှာဖြစ်တော့ one thing at a time ပေါ့။ ံပါတ်6မှန်သောစိတ်တည်ငြိမ်မှု mindfulness လေးချိန်ခန်းတွေလောက်ပါများလာတဲ့အခါအာယုံစူးစိုက်မှုကောင်းလာတယ်စိတ်ကကြောက်ကြရမဖြစ်တော့ဘူးတည်ငြိမ်လာတယ်ဒါကိုတမာရရလာတယ်လို့ဆိုကြတယ်နောက်နံပါတ်9မှန်သောအတွေ့တမာရကောင်းလာရင်စိတ်ကကြည်လင်လာတယ်မကောင်းတဲ့ခံစားချက်တွေနည်းသွားတယ်ဒီတော့အတွေ့တွေမှန်လာတယ် နောက်တစ်ချက်ကဒီအတိုင်းထိုင်တွေးုံနဲ့လည်းထူးမလာဘူးစဉ်းစားကြည့်လေကျွန်တော်တို့ရဲ့အတွေးတွေစိတ်ကူးစိတ်တန်းတွေဆိုတာသူ့ဟာသူအလိုလိုပေါ်လာတာမှမဟုတ်တာရုပ်ရှင်ကစာအုပ်ဝတ္ထုအဖြစ်ပြက်စသဖြင့်တစ်ခုခုကိုအခြေတည်ပြီးမှဆက်ဆက်ပေါ်လာကြတာတွေကိုဒါကြောင့်လေ့လာဖို့လိုတယ်ကိုယ်တိုင်လှုပ်ကြည့်ဖို့လိုတယ်အဲ့ဒီလိုကနေမှ တွေးရမယ်စဉ်းစားဆင်ခြင်ရမယ်တည့်ရခါ နောက်ဆုံးအချက်ဖြစ်တဲ့ကိုယ့်ရဲ့သဘောပေါက်နားလည်မှုတွေပြောင်းလဲတိုးတက်လာပါလိမ့်မယ်။နောက်ဆုံးတစ်ချက်နံပါတ်၈ကတော့မှန်သောသိနားလည်မှု right understanding ဖြစ်ပါတယ်။ပိုချင်းသဘောကိုနားလည်လာတယ်။ဒီတော့ကိုယ့်ရဲ့လှပမှုငယ်ရွယ်မှုနဲ့ပတ်သက်လို့မမတက်တော့ဘူး။နားချင်းသဘောကိုနားလည်လာတော့ငါကျမ်းမာတယ်ဆိုပြီးဂုံမမောက်တော့ဘူး။ မလပါတော့တဲ့အခါနေထိုင်မကောင်းဖြစ်တဲ့အခါမှလည်းခံနိုင်ရင်ရှိတယ်။တနေ့ခွဲခွာရမယ်၊တည်ကြရမယ်ဆိုတာသိထားတော့မတက်မတ်တော့ဘူး။အတူရှိတုန်းကအစဉ်ပြေအောင်နေကြမယ်၊စိတ်ချမ်းသာအောင်လုပ်ပေးကြမယ်ဆိုပြီးပဲတွေးမိတော့တယ်။ဒီပစ္စည်းဥစ္စာတွေဟာလည်းမတည်မြဲဘူးဆိုတာသိသွားရင်တမာအာဇီဝပဲစီးပွားရှာတော့မယ်။ဒါကြောင့်အကြောင်းကြောင်းကြောင့်ဆုံးရှုံးရတဲ့အခါမှလည်းတအားမပူလောင်တော့ဘူး။ ဒါဟာအခြေခံအကျဆုံးသိနားလည်မှုတွေပဲရှိသေးတယ်။ဘာသာရေးရဆိုရင်တော့ဒီထက်အဆင်မြင့်မြင့်သဘောပေါက်ရမှာတွေရှိအောင်မယ်။သို့တော့ဒီလောက်ဆိုရင်ကိုပဲလူကောင်းတယောက်ဖြစ်သွားမယ်။အေးချမ်းတဲ့ဘဝတစ်ခုရသွားမယ်။ပထမသုံးချက်ဖြစ်တဲ့မှန်သောလှုပ်ရက်၊မှန်သောစကား၊မှန်သောအသက်မွေးမှုဒီသုံးခုကိုတစုတစည်းပေါင်းလိုက်တဲ့အခါတိလဖြစ်သွားမယ်။ နောက်သုံးချက်ဖြစ်တဲ့မှန်သောအားဆိုင်ထုံမှုမှန်သောတတိနဲ့မှန်သောတည်ငြိမ်မှုတွေပေါင်းလိုက်တဲ့အခါတမာတိဖြစ်သွားပြီနောက်ဆုံးနှစ်ချက်မှန်သောအတွေ့နဲ့မှန်သောသိနာလည်မှုကတော့ပညာဖြစ်ပါတယ်ဒါကြောင့်မဂ္ဂင်၈ပါးဆိုတာချုပ်လိုက်ရင်တော့သီလတမာတိပညာဒီသုံးချက်ပါဒီသုံးခုကတစ်ခုပြီးမှတစ်ခုလာပါတယ် အခြေခံပညာအောင်ပြီးမှတက္ကသိုလ်တက်ခွင့်ရတဲ့သဘောပါပဲဆိုလိုတာကတီလမရှိပဲတမာတိမရှိနိုင်ပါဘူးအဲ့ဒီနှစ်ခုမရှိသေးပဲနဲ့လေစိုက်တဲ့လောက်တရားစခန်းဝင်တရားမရနိုင်ပါဘူးပညာမရနိုင်ပါဘူးဒါကြောင့်အစဉ်စဉ်တိဆောက်သွားဖို့လိုပါတယ်အဲ့ဒီလိုပဲကိုယ်စိတ်ကလေးကိုယ်တောင်အေးချမ်းအောင်မထားနိုင်သေးပဲလောဘဒေါသတွေမလျှော့နိုင်သေးပဲ နိဗ္ဗာန်ရောက်ရပါလို့ဤလို့ဆုတောင်းနေလဲ၎င်းပဲပေါ့ဒါကြောင့်ဒီရှစ်ချက်ကိုနိဗ္ဗာန်ရောက်ဖို့အတွက်အတုံးမချခင်ကိုယ့်လက်ရှိဘဝလေးတန်ဖိုးရှိဖို့အေးချမ်းဖို့ကိုပဲအရင်ဆုံးစူးစမ်းကြည့်စီချင်ပါတယ်ဘာသာရေးကအကဲဆက်တယ်ဆိုတဲ့နေရာမှာတကယ်တော့ကိုယုံကြည်ထားတာကမှအမှန်လို့ယူဆနေကြခြင်းကြောင့်ပါနိဗ္ဗာန်ကိုယုံကြည်ဖြစ်စေမယုံကြည်ဖြစ်စေ နောင်ဘဝရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘာသာတစ်ခုခုကိုကိုးကွယ်သည်ဖြစ်စေမကိုးကွယ်သည်ဖြစ်စေဘုံတူညီချက်ကတော့လက်ရှိဘဝကိုတန်ဖိုးရှိရှိ ဖြတ်တန်းကျင်ကြတယ်စိတ်ငြိမ်းချမ်းကျင်ကြတယ်ဒီအထိုင်ပေါ်ကနေပဲကျွန်တော်စာရီရေးပါတယ်တည်တလောက်ညဝေပါတယ်ဘသူပဲဖတ်ဖတ်တစုံတရာအကျိုးရှိသွားမယ်လို့မျှော်လင့်ပါတယ်ဒေါက်တာဖြူတီဟာ